င်းတယောက်ယောက်ကလည်းအဲ့လိုပဲကိုယ်နဲ့ energy တူတူသူ့ရဲ့ ချီရသူတွေနဲ့သူအဆင်မပြေဘူးဖြစ်နေရဆိုလို့ရှိရင်အကြံပေးလို့ရှိရင်သင်တို့တငယ်ချင်းတော်တော်များများအကြံပေးရင်ဘာလို့ဘာလို့လဲဟိုလိုစကားပြောလေဒီလိုစကားပြောလေဟာဟိုလို scarify လုပ်လေခိုလိုနစ်နာခံလိုက်လေဒီလိုနစ်နာခံလိုက်လေ technique တွေအရင်ပြောတတ်တယ်ခါတည်းကျရင်ချစ်ရကြအောင်နောက်ထောင်ချင်းပြက်လိုက်ဆိုတာကြီးပြောတတ်တယ်တကယ်တကယ်တမ်းလေအဲ့အကြံပေးတာကြီးအကုန်လုံးကလေသူတို့ရဲ့ love life ကို detail အကြံသွားပေးပြီဆိုရှင်အဲ့လင်းတို့ကကူရာမဟုတ်တော့ကဲတဲ့အဆင့်ရောက်သွားပြီတိလား hero အဆင့်သွားလုတ်တက်ပြီကတယောက်ယောက်ကကိုကိုချင်းကပ်လာလို့ ကွာသဘောကျတဲ့စိတ်ဖြစ်သွားပြီဆိုလို့ရှိရင်ကို့မှာအဲ့လိုမျိုး hero လောက်တဲ့ energy ရှိရင်နည်းနည်းလေးသတိထားပါဘူးဆိုတော့သူ့ကိုစားပြီးကြွေသွားတာကအာသူ့မှာတနာစီရာကိစ္စရှိနေလို့ငါကကြိုက်တာလားငါကကြွေသွားတာလား Hello အားလုံးပဲမင်္ဂလာပါ Knowledge Map Mining ဆိုရယ် Lean Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အာဒီနေ့ကလူတွေကိုကုလို့ရတယ်လူတွေကိုကယ်လို့မရဘူးဆိုတော့ title လေးနဲ့ sharing လုပ်ပေးကြပါရဟုတ်ပါတယ် အာဘာဖြစ်လို့လူတွေကိုကယ်လို့မရလဲဆိုရဲအကြောင်းတော့နည်းနည်း question လေးထုတ်စရာရှိရပါတော့။လင်းတို့လူတွေမှာလေအာလူလူချင်းကုကျင်ကြတဲ့စိတ်တွေရှိရဲအဲ့လိုပြောလို့ဒီခေတ်မှာတယောက်တယောက်မကူကြရတယ်တွေ့လို့ရှိရင်အာလူတိုင်းကကုကျင်တဲ့စိတ်ရှိနေတာမဟုတ်ပါဘူးလို့ပြောကောင်းပြောလိမ့်မယ်ပေါ့နော်။လင်းတို့မှတ်မိကြပါပေါ့နော်။လင်းတို့ငငယ်လေးတုန်းကဆိုလို့ရှိရင်ဒါတိချမောစီတဲ့တစ်ခါပြောမှုပါရင်လင်းတို့ငငယ်တုန်းကဆိုလို့ရှိရင်ကလေးလေးရာလေး တယောက်ယောက်ကနာကျင်လို့ငိုနေပြီဆိုလို့ရှိရင်နောက်တယောက်ကပါတူတူရောပြီးတော့ငိုပြီးတက်တဲ့စိတ်တွေရှိရဲ့အဲ့တော့လူတိုင်းလူတိုင်းမှာအနုညံ့ဆုံးပိုင်းလေးတွေရှိရဲ့အဲ့တော့ကုညီပေးခြင်းတဲ့စိတ်ကလေးတွေရှိကြတယ်မိသားစုဝင်အနေနဲ့ဆိုပိုသိတာတော့ပေါ့နော်တယောက်တယောက်ကုညီခြင်းတဲ့စိတ်တွေပိုများတာကိုပိုပြီးမြင်ရပါလိမ့်မယ်အဲ့တော့အော်ကုညီတဲ့စိတ်ကကောင်းလဲကောင်းတယ်မွန်လဲမွန်မြတ်တယ်ဟုတ်တယ်ဒါပေမဲ့ အာကူရာကနေပြီးတော့ကဲတဲ့အဆင့်ကိုမရောက်သွားဘူးအရေးကြီးရပေါ့နော် ကူရာကနေကဲတဲ့အဆင့်ရောက်သွားလို့ရှိရင်ကိုယ့်ကိုဟီးရိုးစိတ်ကြီးဝင်လာပြီးတော့အာလောက control အရန်လုံးတက်တဲ့ dominant လုံးတက်တဲ့အဲ့ဒီကနေပြီးတော့အာ veteran mindset ပေါ့နော်အဲ့လိုမျိုးလေးဝင်သွားတက်တာလေးရရှိတက်တဲ့အတွက်ကြောင့်မို့လို့နေရတော့ကူတော့ကူပါဒါမကဲတဲ့အဆင့်ကိုမရောက်ပါစေနဲ့ဆိုရဲပုံစံလေးနဲ့နေကဒါ sharing လေးလုပ်ပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီ vlog ဒီမှာဆိုလို့ရှိရင်ကူတဲ့အဆင့်ကဖယ်လေပဲလေကဲတဲ့အဆင့်ကဖယ်လေပဲလေ ကဲပြီးတော့ hero ဖြစ်သွားတဲ့အစင်းနဲ့ကိုယ့်ကိုယ်ကို scarify လောက်လိုက်တဲ့အစင်းကဘယ်ဆန်လဲနောက်ပြီးကြလို့ရှိရင်ကိုယ့်ကို veteran mindset ဝင်သွားတာဘယ်ဆန်နေလဲဆိုတော့ sharing နေလို့ပြိမယ်အဲ့တော့အဲ့အစင်းတွေကနေပြီးတော့ကိုယ်အကိုယ်ကနေကဲတဲ့အစင်းကိုရောက်ချင်နေပြီဆိုလို့ရှိရင်ဘယ်လိုမျိုးလေးကိုယ့်ကိုပြန်ပြီးတော့အစိတ်ကို awareness ကပ်လို့ရလဲဘယ်လိုနီးလန်းလေးတွေပြန်ကြော်ဖြတ်လို့ရလဲလင်းကြော်ဖြတ်ခဲ့တဲ့နီးလန်းလေးတွေကိုလည်း sharing နေလို့ပြီးသွားပါမယ်အဲ့တော့ sharing နေလို့ခင်ကိုကိုလေးမိတ်ဆက်ပေးကြပါရစေညီမကတော့လင်ပါညီမက knowledge bank by link ဆိုရယ်အာ channel လေး youtube Facebook uh Instagram uh TikTok are links or name လေးနဲ့ဒါ link ကတော့အဲ့ဒီ channel လေးမှာဆိုလို့ရှိရင် coffee blog တွေ uh ဒီ review တွေ book review တွေပြီးတော့ပြီးလို့ရှိရင်ဒါ learning podcast တွေ uh my secret နဲ့ပတ်သက်တဲ့ဟိုဘူးဆက်ရဆရာတွေကို link က sharing လုပ်ပေးနေရတဲ့လူတွေဖြစ်ပါတယ်။ Okay အဲ့တော့နေရနေပြီးတော့လူတွေကိုကုတဲ့အစင်ကဘယ်မှာလဲကဲတဲ့အစင်ကဘယ်မှာလဲ uh ဘယ်လိုမျိုးလေးကူလို့ရလဲဆိုတာကို sharing နေလုပ်ပြလိုက်ပါမယ်အဲ့တော့ကိုယ့်ကိုယ်ရဲ့ share လို့နဲ့အရင်စမယ်ပေါ့နော်အာဒါအချိန်ရေးမှာအရင်စလိုက်မယ်လင်းဆိုအရင်လင်းရဲ့ love flight တော်တော်များများမှာလင်းရဲ့အရင်တော့ connection တွေကိုလင်းကြီးလိုက်တယ်ဆိုလို့ရှိရင်ညာတော့အဖြစ်လင်းကကဲခြင်းနဲ့စိတ်နဲ့အဲ့ဒီလူတွေကိုသဘောချခဲ့ရအဖြစ်ပါတယ်အာဘယ်လိုပြောရမလဲ နေသဘောကျတဲ့ယောက်ျားလေးတော်တော်များများကညာတော့အဖြစ်သူတို့ကသူရဲ့သူရဲ့ life မှာပေါ့နော်သူရဲ့ life မှာ career မှာဖြစ် struggling ဖြစ်နေတဲ့လူတွေရှိရဲတခါကြီးကျရင်အာအသေးကွဲထားတာတိတ်မကြသေးတဲ့လူတွေရှိတယ်အာစားတဲ့ဖြစ်ပေါ့နော်သူတို့ life မှာ struggling ဖြစ်တခုခုဖြစ်ထားပြီးတော့ခံစားနေရတဲ့အဲဒီယောက်ျားလေးတွေကိုလင်းကကြွေတတ်တာပို့ပြီးတော့များတယ်အဲတနာချက်ပေါ့နော်တနာပြီးတော့ချက်တာ တော့တနာတဲ့ခါကျတော့သူတို့ကိုလိုက်ပြီးတော့ကိုကသူတို့ရဲ့ဒဏ်ရာလေးတွေကိုဟီပေးခြင်းနဲ့ဟီပေးခြင်းနဲ့ energy လေးအိမ်ကလေးရရှိရနော်ဟီပေးခြင်းနဲ့သူတို့ဘေးနားမှာသူတို့ဒဏ်ရာရနေနော်ငါရှိပေးပါရယ်ဆိုရဲ energy အရန်ရှိရယ် အဲ့လိုမျိုး hippie genre စံထားနဲ့တွားပြီးတော့အဟိုဘယ်လိုပြောရမလဲ falling in tree ပေါ့နော် falling in love တော့မဟုတ်ပေါ့နော် falling in tree သွားတဲ့ပုံစံလေးဖြစ်တတ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့တစ်ဖက်လူကကိုကြောင့်စိတ်သက်သာရရသွားရဆိုရှင်ကအယံပျော်တတ်တယ်အဲ့ချိန်မှာကတော့ကုတဲ့အစင် he ရဲ့အစင်မရှိသေးအဲ့အစင်ကနေဘာဖြစ်လာလဲဆိုလို့ရှိရင်အာဟိုဘယ်လိုပြောရမလဲစိတ်ကြီးဝင်သွားပြီးတော့ကိုကသူ့ဘဝရဲ့မရှိမဖြစ်လိုအပ်တဲ့လူ hero အဲ့လိုအရန်ဖြစ်ချင်းလာရဲအဲ့လိုအရန်ဖြစ်ချင်းလာရဲခါကျတော့သူ live ရဲ့ကိစ္စတစ်ခုချင်းစီမှာပေါ့နော်အဲ့ဒါကဘယ် connection နဲ့မဆိုပါအဲအရင်တော့ကဒီ link တွေ့ခဲ့တဲ့ connection တော်တော်များများမှာပေါ့နော်သူတို့ရဲ့ live မှာဘယ်ကိစ္စမဆိုလင်းအောင်ဝင်ဆော့ဖတ်တယ်ဝင်ပြီးတော့သူတို့အကြံတောင်း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 ပေးတယ် အဲပြီးပြီးလို့ရှိရင်တခုချင်းစီဝင်ဆွတ်ဖတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဘာဖြစ်လာဆိုတစ်ဖက်ကညီငွေလာတယ်စိတ်ကုံလာတယ်အာကိုယ်နဲ့နေရာမွန်းကျက်လာတယ်ပေါ့နော်ဆို control energy ဖြစ်သွားပြီးဟိုဘာဖြစ်လဲဆိုတော့အရန်ကဲခြင်းနဲ့စိတ် hero energy ရောက်လာပြီးဟို အဲ့ခါကျတော့အဲအဲ့ဒီလူကကိုကောင်းတယ်လို့ကိုထတ်တူမကောင်းပြီးနိုင်တော့တဲ့အခါကျလို့ရှိရင်အာဘာဖြစ်လဲဆို bitram mindset ဖြစ်သွားပြီ bitram mindset ဆိုတာကကျတော့ဟိုဘယ်လိုပြောရမလဲတစ်ဖက်လူကဖောက်သွားတာပဲဖြစ်တစ်ဖက်လူကချားလူကိုရွေးချယ်သွားတာပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိရင်အရင်ဝမ်းနေတယ်ကြိတ်ကွဲတယ်အာအဲ့တော့ bitram mindset ဒီအဲ့ချိန်မှာဖြစ်သွားတယ် အာဟိုငါပေါ့ငါတော့နေ့ညနာခံလိုက်ရတာပေါ့နော်။နေ့ကတော့လုံးရက်တယ်ပေါ့။အစားသဖြင့်အဲ့လိုမျိုး veteran mindset လေးဖြစ်သွားတတ်ကြရပေါ့နော်။အဲ့ဒါဘာလို့လဲဆိုတော့စပြီးသဘောကျကြတဲ့ကဟိုကိုက heat တဲ့ energy hero energy နဲ့ကိုကသူ့သဘောကျခဲ့ရအောင်။အဲ့တော့ကိုကသူ့ကို heat ပေးရတာမျိုးမရှိတော့ hero မလုပ်ပေးရတော့ဆိုလို့ရှိရင်သဘောမကျရပြီလေဖြစ်သွားတတ်တယ်။အဲ့တော့ လိုအပ်မှုကြောင့်ချစ်တယ်လို့ပြောလို့ရရပါတော့လိုအပ်မှုကြောင့်ချစ်တယ်တမားချစ်လို့လည်းပြောလို့ရရ ego love လို့ခေါ်ပါတယ်အဲ့ဒါကို spiritual ရဆိုလို့ရှိရင် unconditional love တော့မဟုတ်အဲ့ဒါ ego love ပဲအဲ့တော့အရင် connection တော်တော်များများလင်းချစ်ခဲ့တဲ့ပုံစံဆိုရင်ဒါ ego love လို့ပြောလို့ရတယ်အဲအဲ့လိုပဲအဲ့လိုလူတွေကမဖြစ်တတ်လဲဆိုတော့အခြေအတခုတည်းမှာပဲမဟုတ်ဘူးအဲဒီပေါ့နော်တကယ်ချင်းနေတဲ့ဟိုမှာဆိုလို့ရှိရင်လည်းအရင် hero လောက်ချင်တာဘယ်လိုလဲဆိုတော့တကယ်ချင်းတွေကအဲ့အဲ့လူကပေါ့နော် ဟိုထားပါတော့အလင်းဆိုဖြစ်ပေါ်ရယ်လင်းရဲ့အာ love fight မှာလင်းအရင်တော့အဆင်မပြေရဖြစ်ဖူးရယ်ဆိုလို့ရှိရင်အဲ့မှာလေတကယ်ချင်းတယောက်ယောက်ကလည်းအဲ့လိုပဲကိုယ်နဲ့ energy တူတူသူ့ရဲ့ ချစ်ရသူတွေနဲ့သူအဆင်မပြေဘူးဖြစ်နေရဲဆိုလို့ရှိရင်အကြံပေးလို့ရှိရင်သင်တို့တကယ်ချင်းတော်တော်များများအကြံပေးရင်ဘာလို့ဘာလို့လဲဟိုလိုစကားပြောလေဒီလိုစကားပြောလေဟာဟိုလို scarify လုပ်လေခိုလိုနှစ်နာခံလိုက်လေဒီလိုနှစ်နာခံလိုက်လေတက်နစ်တွေအရင်ပြောတတ်တယ်ခါတည်းကကျွတ်ကြောင်နောင်ထောင်ချင်းပြက်လိုက်ဆိုတာကြီးပြောတတ်တယ်တကယ်တကယ်တမ်းလေအဲ့အကြံပေးတာကြီးအကုန်လုံးကလေသူတို့ရဲ့ love life ကို detail ကြီးအကြံသွားပေးပြီဆိုလို့ရှိရင်အဲ့ဟာလင်းတို့ကကူရာမဟုတ်တော့ကဲတဲ့အဆင့်ရောက်သွားပြီတိရာ hero အဆင့်သွားလုတ်တက်ပြီ အဲ့ဒီ hero အဆင့်ကလောက control လုပ်တဲ့အဆင့်ကိုရောက်နေတာကွာတိလားသူများရဲ့ life ကိုဝင်ဆုပ်ဖက်တဲ့အဆင့်ကိုရောက်သွားတတ်တယ်ကွာအဲ့ဒါကြီးကတော့လည်းကဲနေရဲ့အဆင့်ထဲမှာပါတတ်တယ်အာအဲ့တော့အဲ့ဒါလေးကိုလည်းလည်းတတိထားဖို့လိုရဲပေါ့နော်အာ okay အဲ့လိုမျိုး hero လောက်တက်တဲ့လူတွေကဘာလို့အဲ့လို hero လောက်ချင်ကြလဲလောက်တက်တာလဲဆိုရှင်သူတို့ငငယ်လေးတုန်းကဒါ ဟိုဗာလဲမိဘရရန်ဖြစ်နေလို့ရှိရင်ကလေးဆိုတာ powerless ဖြစ်တယ်လीเนาะအဲကဲလို့လည်းမရကုလို့လည်းမရသူပြောရင်လည်းနားထောင်မှာမဟုတ်ဘူးကြီးရရန်ဖြစ်နေကြလို့ရှိရင်အဲ့တော့သူကသူ powerless ဖြစ်တယ်ဆိုရဲခံစားချက်ကနေစပြီးတော့အဲအဲ့လိုဖြစ်လာတာပေါ့เนาะသူ control လို့မရဘူးဆိုရဲ energy ကြောင့်စဖြစ်လာလင်းဆိုအဲ့ဒီ energy ရှိရဘာဖြစ်လဲဆိုလင်းရဲ့မိဘအများရန်ရင်ဖြစ်နေရအခုချိန်ဒီလည်းရင်ဖြစ်တော့မယ်အဲ့တော့ဟို powerless ဆိုရယ်ခံစားချက်ကြောင့်အဲ့လို hero လို့ချင်နေဆိုရယ်အာ trigger စဖြစ်လာပါတော့နောက်တစ်ခါကျမိဘမစုံလင်းတဲ့လူတွေဆိုလို့ရှိရင်လည်းဖြစ်တတ်တယ်ဘာဖြစ်လဲဆိုတော့ဟောဒါမိဘမစုံလင်းတဲ့လူဆိုလို့ရှိရင်မိဘကတယောက်ယောက်ကပေါ့ parent တယောက်ယောက်ကပဲသူ့ကိုအဲလုံကြွေခဲ့ရတဲ့ခါကျတော့ ဲ့ဒီ parent ကိုသူအရန်ကဲခြင်းနဲ့စိတ်ကနေလဲစပြီး hero energy ရစပြီးဖြစ်တတ်တယ်နောက်တစ်ခုကကြတော့အာမိဘရေလုံးဝမရှိတော့တဲ့လူတွေပေါ့နော်ဒါကတော့ဟိုလင်းရဲ့ဆုံးမရဲ့အတော်ဆိုရရှင်အဲ့လို energy ရှိပါလို့ဆိုသူကသူ parent တွေမရှိတော့ခြင်းမှာသူ့ရဲ့မောင်နှမတွေကိုသူလိုကြွေးခဲရတဲ့ခါကျတော့သူစီမှာဆိုလို့ရှင်အဲ့လို hero energy ရှိတတ်တယ်အဲ့လို hero energy ရရှိရခါကျတော့ control လုပ်တတ်တယ်ပေါ့နော်အဲ့လိုလူတော်တော်များများကအဲ့လိုမျိုး ကဲတဲ့အဆင့်တွေကိုအများဆုံးလုတ်တက်ကြရင်သင်တို့လူသားတော်တော်များများမှလည်းကဲတဲ့အဆင့်ကိုလုတ်တက်ကြရတဲ့လူတွေလည်းအများကြီးရှိပါတယ်။အဲ့တော့ okay အခုကကဲတဲ့အဆင့်ကဘယ်လိုအဆင့်တွေဖြစ်တတ်လဲဆိုတာကိုသိသွားပြီ။အဲ့တော့ကဲလို့ရှိရင်အဘယ်လိုမျိုး dominant နေဖြစ်သွားတတ်တယ်ဘယ်လိုမျိုး control ရေအရန်လုတ်သွားတတ်ပြီးတော့နောက်ဆုံးမှ consequences အနေနဲ့ဘာဖြစ်သွားတတ်လဲဆိုလို့ရှိရင်လူတွေကကိုယ်အနာမမနေချင်တော့တာကြီးစဖြစ်လာတယ်။အာပြီးလို့ရှိရင်ညီဝိစရာကောင်းတာကြီးစဖြစ်လာတယ်။ပြီးတော့ ဲ့ဒီသူတွေကနေပြီးတော့ကိုယ်ပေါ်မကောင်းလိုက်လို့ရှိရင်ကိုယ်က veteran mindset ဖြစ်ပြီးတော့လောက်ရလေချင်းဆိုပြီးတော့ပြိုလဲသွားရည်ရှိတတ်တယ်အာတည်ရမလားညငါ့ကိုလောက်ရလေချင်းဆိုတဲ့စကားကိုဆိုလို့ရှိရင်နင်တို့မိဘကြီးဆိုမှဆိုအများဆုံးကြားရမှာထင်တယ်ဟုတ်တယ်မလားအဲအဲ့အဲ့ဒါလေးတွေကအများဆုံးရှိတတ်တယ်ပေါ့နော်အဲအဲ့ဒါလေးတွေကိုသိချင်အဖြစ်ဒါโอเคကဲတဲ့စင်တွေကိုနင်တို့ကကုန်သိပြီဆိုလို့ရှိရင်ကုတဲ့စင်ကဘယ် level မှာရှိလဲโอเคအာလင်းပြပြမယ်အဲဒီတငယ်ချင်းကိစ္စမှာပေါ့နော် ကူတဲ့အဆင့်ဆိုလို့ရှိရင်တငယ်ချင်းကသူကအချီရေးမှအဆင်မပြေလို့ဝမ်းနေနေရဆိုရှင်နင်တို့ကူတဲ့အဆင့်ကဘာလုပ်လို့ရလဲဆိုရင်တငယ်ချင်းကိုသူဘာလုပ်ရင်ပျော်လဲဆိုရဲဟာလေးလိုက်လုပ်ပြ for example သူ့ရဲ့ခံစားချက်ကိုနားထောင်ပြီးလဲနားထောင်ပြီးရှင်မ judge မလုပ်ဘဲနဲ့ အော်သူတော့ခံစားရမှာပဲဆိုပြီးကိုယ့်ဘက်ကလောက empathy ထားပြီးတော့နားထောင်ပေးနိုင်တာပြီးတော့ तू ဘာလှုပ်ချင်လဲဘာလှုပ်ချင်လဲဆိုတော့သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကိုယ်ရင်းဝင်မစွတ်ဖက်ဘူးအာ तू ကအခြေအနေနဲ့ပတ်သက်ပြီးဘာလှုပ်တယ်လဲမေးလို့ရှိရင်တော့မအဲနင်းအခြေအနေနဲ့ပတ်သက်ပြီးတော့ငါတော့ jam မပေးတတ်ဘူးအဲဒါပေမဲ့နင်းပြောအောင်တော့ငါလှုပ်ပေးလို့ရရဲဆိုပြီးတော့ तू နဲ့ shopping တူတူထွက်ပေးရဒါမှမဟုတ် तू သွားကျင်နေမုတ်ဆိုင်နေသွားပေးရတပ်ပုံကလာလေးရိုက်ပေးရစသဖြင့်သူ့ကိုဒီစိတ်ညစ်နေရဲ့ energy ကနေပြီးတော့သူ့ခနာလေးဆွဲထုတ်လိုက်ပြီးတော့ သူပြောမယ့်အရာလေးသွားလုပ်ပေးလိုက်တာမျိုးကကုရဲစင်မှာအဲ့ဒါမှသူစိတ်အေးချမ်းသွားပြီဆိုလို့ရှိရင် तू ဘာလုပ်တင်လဲဘာလုပ်ချင်လဲဆိုတော့ तू စပြီးသိလာတဲ့ချိန်တိုင်း तू ရဲ့ life တော့ तू ရဲ့ तू ဟာ तू ဆုံးဖြတ်ပါလိမ့်မယ်အဲအကြောင်းငင်းတို့ကလူတွေကိုကူတော့ရရကဲလို့တော့မရဘူးလို့ဘာလို့ဆိုတော့ तू ရဲ့ life တော့ तू စီမှာအဖြေရှိရဲ့အတွက်နဲ့ဒါဒီ तू ရဲ့ချိန်မှာ तू ဆုံးဖြတ်မှာရှိရဲ့အဲ့တော့ तू ကိုပဲပေးဆုံးဖြတ်လိုက်ပါအဲ့တော့ငင်းတို့ကသူတို့ကိုသူတို့လိုအပ်တာကူညီပေးလိုက်တာ လုပ်ပေးလိုက်တာပဲအကောင်းဆုံးဖြစ်လိမ့်မယ်လို့လင်းရတော့အကြံပေးခြင်းနဲ့လုံအောင်ကိုကသွားပြီးတော့ဘာလုပ်ပါဘာလုပ်ပါဆိုပြီးတော့ဆုံးဖြတ်ချက်တွေမပေးပါနဲ့အဲအဲ့ဒါကမှကုရဲအစင်လို့ပြောလို့ရပါတယ်အဲ့လိုပဲဒီကနေဆက်ပြီးတော့ love life ဆိုလို့ရှိရင်လည်းစဉ်းစားပေါ့နော်အာတခါတလေကြာရင်ကိုကတယောက်ယောက်ကကိုကိုချင်းကပ်လာလို့ကွာသဘောကြရစိတ်ဖြစ်သွားပြီဆိုလို့ရှိရင်ကို့မှာအဲ့လိုမျိုး hero လုပ်တတ်တဲ့ energy ရှိရင်နည်းနည်းလေးတတိထားပါဘူးသူ့ကိုစားပြီးကြွေသွားတာကအာသူ့မှာတနာစီရာကိစ္စရှိနေလို့ငါကကြိုက်တာလား ငါကြွေသွားရလားအဲဒီတမားစီယာကိစ္စမရှိဘဲနဲ့ကြွေသွားကြွေသွားတာသူကောင်း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 ချစ်ချင်လို့ချစ်တာဆိုလို့ရှိရင်တော့ဒါလိုအပ်မှုကနေချစ်တာတော့မဟုတ်တော့ဘူးပေါ့နော်ကိုယ့်ကိုပြန်ပြီးတော့အာအမနာတန်လီ honesty reflect ဝင်ကြည့်ပါဒီလူကိုသဘောကျတာဘာဖြစ်လို့လဲဘာဖြစ်လို့လဲအချိန်ပေါင်းများစွာမြည်ကြည့်ပါလိုအပ်မှုကနေသဘောကျခဲ့ရလားချစ်ချင်လို့ချစ်တာလားစသဖြင့် တည်တည်ချာချာမေးကြည့်ပါအဲချစ်ချင်လို့ချက်တာဆိုလို့ဆိုရင်တော့ဒါ unconditional love ဘက်ကိုဥတည်သွားလိမ့်မယ် unconditional love ဖြစ်ဖို့ကလည်းလင်းတို့ဆောနာပြောသလိုတစ်ဖက်ကိုချစ်တဲ့လူကမှားတာလုံးနေရင်တော့အာကူလို့ရရဲတက်မှတ်ပေးလို့ရရဲတခါတလေကိုကိုဘောင်းကြော်လာရဲ case တွေရှိရဲဆိုလို့ရှိရင် foreign server ကိုနဲ့ပတ်သက်ပြီးတော့အာဒီလိုမျိုးပေါ့နော် personally ဘောင်းကြော်လာတာတွေပါရှိရဲဆိုရှင်ကိုမှာက unconditional love ရှိတော်များလဲ boundary တားပိုင်ခွင့်ရှိရဲကိုကိုကိုထပ်တော့ဘယ်သူမှပိုချစ်စရာမလိုဘူးအဲ့တော့ boundary တားမယ် သူ့ကိုလည်းချစ်တာချင်နေရယ်အာအဲ့တော့သူ့ကိုလည်းကူလို့ရတာလေးဆိုလို့ရှိရင်ကူမယ်ဟိုစကာဖိုင်းလောက်ပြီးကူစီရမလို့ for example သူကတိမ့်တရာချီရဲ့အချိန်မှာကိုယ်စီမှာတိမ့်တရာမရှိဘူးဆိုလို့ရှိရင်ဘလောက်ပဲရှိရင်ငါတောင်းမရှိရင်ငါတောင်းမကူမှာပေါ့မထုံဘုံမဖြစ်တဲ့နီနန်ကူလို့ရတယ်အဲ့ဒါ unconditional love ပဲတင်းတရာချီလို့တင်းတရာကြီးကိုသွားပြီးကိုယ်စီမှာမရှိလို့သူများစီကနေတချီပြီးသူကကြတော့ဒါကတော့ဘာဖြစ်သွားရဲဆို hero energy ကဲတဲ့ energy ဖြစ်သွားပြီးပါ တော့ဆိုလို့ရှိရင်တော့နည်းနည်းလေးသဘောပေါက်လာမှချင်းတဲ့အချင်းကြီးရောဒါတငယ်ချင်းကြီးရမှာရောဒါပြောပြီးသားပြီပေါ့ family life မှာဆိုလဲကိုယ့်ရဲ့ condition အရာကိုဆုံးဖြတ်ပေါ့နော် boundary တားပြီးတော့ပေးတင်တာလေးပေးမယ်အာပြတဲ့နာလေးပြောလို့ရရဲ့ချက်တာချက်လို့ရရဲ့ဟိုကိုကိုပေါင်ကြော်ရဲ့အရာမျိုးလေးဆိုလို့ရှိရင်လည်းဒါ family မှာဆိုလည်းဘောင်ရင်းလေးတားအောင်မျိုးရှိရဲ့အဲကြောင့်ဒင်းကဒီနေ့ကလူတွေကုလို့ရတဲ့လူတွေကိုကယ်လို့မရအောင်ဆိုရဲအကြောင်းလေးကိုဒင်းကပြောပြတာအဲ့တော့ဒင်းတို့မှာလူတွေကိုကယ်ကျင်လာပြီဆိုလို့ရှိရင် ဘယ်သူစိတ်တွေထားနေလဲလင်းကြော်ပြခဲ့ရဲ့အကြောင်းလေးပြပြမယ်ပေါ့နော်။နင်ကအာထားပါရယ်လင်းဒီလို vlog တွေပါရိုက်နေပြီးတော့စကားပြောလို့ရှိရင်တော့လင်းကူတဲ့အဆင်ပဲပြောရဲကဲတဲ့အဆင်တော့လင်းမပြောဘယ်တော့မှဒီလားအဲ့တော့ဟိုနင်းမတခါတည်းကြာရင်ပြောနေရင်အရန်ကဲခြင်းနဲ့စိတ်တွေရှိလာပြီဆိုလို့ရှိရင် link ဖာ affirmation တခုယူလဲဆိုအဲ့ဒီကဲခြင်းတွေရဲ့စိတ်ကိုငါသိတယ်ငါလက်ခံတယ်အာဒီနှလုံးသားလေးပေါ်လက်တင်တာဖြစ်ဖြစ်စိတ် နဲ့ပဲဖြည်းဖြည်းပြောရပေါ့เนาะဒါပေမဲ့ငါတို့ကလူတွေကိုကဲမှတန်မိုးရှိနေရမှာမဟုတ်ဘူးငါတို့ကလူတွေကိုကဲ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 ငါတို့ကတန်မိုးရှိရဲ့အရေးပါတယ်ဆိုပြီးကိုကိုပြောတယ်အာငါက guidance ပေးရသူရဲ့မှန်ကန်တဲ့စိတ်နေစိတ်ထားမှန်းနဲ့ guidance ပေးရသူတယောက်ဖြစ်ပါရဲဆိုပြီးတော့ကိုကိုကိုပြန်ပြီးတော့ awareness ကပ်ပြီးတော့ပြန်ပြောပေးနေရှိရယ်ကိုယ့်ရဲ့ nervous system ပြန် heal ရယ်ဆိုရတဲ့ဘောပေါ့နော်အဲ့လိုမျိုးလေးပြန်ပြောပြီးတော့အတိကပ်လိုက်ပြီးတော့အာလင်းတို့ကုရက် level လေးကိုပဲစပြီးတော့သွားလေးရှိပါတယ် အာကဲတဲ့ဘက်ကိုရောက်ခါနေပြီဆိုရင်ကူတဲ့ဘက်ကိုပြန်ပြီးဆွဲထိန်တဲ့သဘောပေါ့နော်နင်အဲ့ affirmation လေးရောရွတ်တယ်ပထမတော့အတိကတ်ရလိမ့်မယ်ကဲခြင်းနဲ့စိတ်ကိုတိကတ်တယ်ပြီးတော့ဒီကဲခြင်းနဲ့စိတ်ကြီးကကဲမတမိုးရှိရမဟုတ်ဘူးဆိုပြီးတော့ကိုကိုကိုပြန်ပြီး remind ပေးရတယ်ပြန်ပြောပေးရတယ်ပြီးလို့ရှိရင်ကူတဲ့လူရဲ့စိတ်နေစိတ်သားမှာပေါ့ guardian spirit ဆိုကူတာပဲရှိတယ်တခါတိုင်းလင်းတို့ကူရဲဆိုတာကစကလုံးအားဖြင့်ကူလိုက်ရတယ်ရှိထားပါတော့လင်းဒီလို block ရိုက်ပြီးစကားပြောရဆိုစကလုံးအားဖြင့်ကူတာတခါတိုင်းလင်းတို့ဒါမရှိရဲ့လူပေါ့ဆန့်နေတဲ့လူနေတဲ့လူကိုလင်းတို့ တတ်နိုင်တဲ့ဘက်ကကူတာပဲဒါပတ်စံအဖြစ်ကူလိုက်တာသူရဲ့တဘဝလုံးကိုလင်းတို့ကူတာမဟုတ်ဘူးအဲအဲ့တော့လင်းတို့ကလင်းတို့တတ်နိုင်တဲ့ဘက်ကနေပဲလင်းတို့လူတွေကိုကူလို့တော့ရှာတယ်ဒါပေမဲ့ကဲတဲ့ဘက်ကိုတော့မသွားပါနဲ့ကဲတဲ့ဘက်ကိုသွားရင် hero energy ဖြစ်မယ်ပြီးတော့ vitra mindset နဲ့လောရည်လေးချင်းနေဆိုပြီးတော့စဖြစ်မယ်အဲ့ရနေဆက်ဆက်ရေးအဆင်မပြေရည်စဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အာဒါလို့ဆိုလို့ရှိရင်တော့လူတွေကို ကိုညီဖို့ရှာရသူတွေကိုကယ်လို့မရဘူးဆိုတာကိုရဲ့ level ကဘလောက်ကယ်ရဲ့ level ကဘလောက်ဆိုတော့ဒင်းဒါရှူထောင်ပေါင်းဆိုတာနေပြပြလို့နည်းနည်းလေးတော့တိသွားလောက်ပြီးလို့လည်းယူဆပါတယ်အဲ့တော့တယောက်နဲ့တယောက်လူလူချင်းအာကိုကိုကိုလည်းချင်ရင်လည်းကိုကိုကိုကူနိုင်တဲ့ဘက်ကနေကူညီခြင်းအဖြစ်အာဗာလေနေ့ရက်တိုင်းမှာစိတ်ချမ်းသာပျော်ရွှင်ရပါစေလို့တင်ရတော့စုမကောင်းလေးတောင်းပေးလိုက်ပါတယ်အဲ့တော့နေ့ရက် ဒီ vlog လေးကိုလည်းအဆုံးထိနားထောင်ပြီးကြည့်ပြကြရတူထရောက်ချင်းစီရိုင်းလည်းကျေးဇူးတင်ပါတယ်။ဒီရဲ့ channel လေးဒီရဲ့ video လေးတွေကိုလည်းဒီနေ့တစ်ချိန်ဒီ up ခဲ့ကြရတူထရောက်ချင်းစီရိုင်းလည်းကျေးဇူးတင်ပါတယ်။နောက်တဲ့ season တစ်တဲ့ video တင်နေလာအောင်မလို့ဒီရဲ့ channel လေးကိုစောင့်မျှော်ပြီးအပိပအောင်လို့လည်းဖိတ်ခေါ်လိုက်ပါရစေ။နောက်တဲ့ season တစ်တဲ့ video တစ်တဲ့ podcast တစ်လေးမှာပြန်လည်ပြီးဆုံးပြပါအောင်မယ်နော်။ Thank you I love you all ပါ။